မွန်ပြည်နယ်ကြံမျိုးမြို့နယ်မှာနေမေကန်တက်ဖန်စီထားစဉ်တည်ဆုံခဲ့တဲ့ကိုပါကြီးရဲ့ရုပ်အလောင်းကိုနေ့လယ်2နာရီကျော်မှဒုဖော်ပြီးတော့မျက်မြင်တွေ့ရှိချက်တွေအရကိုပါကြီးဟာနှိမ့်ဆက်ညှဉ်းပန်းခံရမှန်ပေါ်လွင်နေတယ်လို့တွားရောက်ကြည့်ရှုခဲ့တဲ့ဥနေမျိုးစဉ်ကပြောပါတယ်။ဥကောင်ပိုင်းတချမ်းလုံးနာနူရဲ့အပေါ်ပိုင်းတချမ်းလုံးကထုချေထားပြီးတော့အထဲကိုခွက်ဝင်နေတာတွေ့ရတယ်။အောက်သွားတွေလည်းအကုန်လုံးကျိုးကျနေတယ်။မေယိုလည်း၃ဘိုင်းလောက်ပိုင်းပြီးတော့ကျိုးနေတာတွေ့ရတယ်။အောက်ပိုင်းတွေမှာတော့ညာဘက်ခြေစလုံးကအထဲကိုနည်းနည်းခွန်ဝင်နေတာ ခြေစစ်ကျိုးနေရလို့ခမန်းတဲ့ကြောင်ပြောပါတယ်။ပေါင်ရင်းမှာညိုမဲဆွဲနေရတွေ့ရပြီးနိုင်ဟိုးတစ်ခုကလည်းဖောင်းကားပြီးတက်နေရဆိုတော့နိုင်ဟိုးကျိုးထားတဲ့သဘောရှိတယ်။တနတ်တန်ရတော့မတွေ့ရဘူးလို့ပြောပါတယ်။အလောင်းကိုညနေပိုင်းမှာမော်လမြိုင်ဆေးရုံကိုယူဆောင်သွားပြီးဖြစ်ပါတယ်။အခုအမှုကိစ္စကိုနိုင်ငံတကာကလည်းစိတ်ဝင်စားမှုရှိနေပြီးတော့ပြည်သူ့လွတ်တော်တရားဥပဒေစိုးမိုးရေးနဲ့ဒီညင်အေဂျင်ရေးကော်မတီအနေနဲ့လည်းဘလို့ကင်တွယ်လဲဘလောက်စစ်မှန်မှုရှိလဲဆိုတာစောင့်ကြည့်နေတယ်လို့ကော်မတီဥက္ကဋ္ဌဒေါ်ဆန်းစုကြည်ကနိုဘာ9နေ့မှာပြုတ်တဲ့ဒင်းစာရှင်းလင်းပွဲမှာပြောဆိုသွားပါတယ်။ အခုကိစ္စကတော့တရားဥပဒေကိစ္စဖြစ်နေပြီလို့ထင်ပါတယ်ဒါဟာတရားစီစဉ်ရေးစီရင်မှန်မှန်နဲ့ဆိုင်ပါတယ်အဲ့တော့အတိရောရဲ့ဥပဒေစိုးမိုးရေးနဲ့အဲစိုးမိုးရေးကော်မတီကတော့တခြားနိုင်ငံတွေကအဖွဲ့အစည်းတွေနဲ့နိုင်ငံသူနိုင်ငံသားတွေညီလူဒီကဲ့ဒီအမှုကြည့်နေကြမှာပဲသုံးသပ်နေကြမှာပဲဘယ်လိုကိုင်တွယ်တယ်ဘယ်လောက်ဒီကဲ့စစ်မှန်တဲ့တရားဥပဒေစိုးမိုးရေးရှိတယ်ဆိုတာကိုတော့ အဲ့ဒီနိုင်ငံတွေမှာတခြားနိုင်ငံတွေကတော့စိတ်ဝင်စားနေကြည့်ရှုနေတယ်လို့ထင်ပါတယ်